ငလင်လောက်တဲ့အချိန်မှာရွှေတွေလူရက်ခံရမှာဆိုလို့ဆိုင်တကားပိတ်လိုက်တဲ့အတွက် ဆိုင်ထဲမှာရှိတဲ့ဝန်ထမ်းတွေအားလုံးသေဆုံးနေပြည်တော်ပြည်မနာမျိုးတင်းရွှေစင်ရတနာဆိုင်ခွဲကဗလင်လောက်တဲ့အချိန်မှာရွှေတွေလူရက်ခံရမှာဆိုတဲ့အတွက်ကြောင့်တကားကိုပိတ်ချလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ဆိုင်ထဲမှာရှိတဲ့ဝန်ထမ်းတွေပိတ်မိပြီးဒေဆုံးသွားကြောင်းသိရပါတယ်။ပသိမ်မြို့တင်းရွှေစင်ရတနာရွှေဆိုင် နေပြီးတော့ဆိုင်ခွဲဟာငလင်ကြီးလှုပ်တဲ့အချိန်မှာဆိုင်ရှိ တောင်ရှိသူတွေဟာဆိုင်ငန်းတကားကိုပိတ်ချလိုက်တဲ့အတွက်ဝန်ထမ်းတွေထွက်ပြေးခွင့်မရတော့ဘဲနဲ့တိုက်ပြိုကြတဲ့အထဲမှာပိတ်မိဒေဆုံးသွားတယ်လို့နီနာဝင်းချင်မှာရှိတဲ့ဒေသခံတွေကပြောပါတယ်။အခုအခင်းဖြစ်ပေါ်ပြီး၄ရက်မြောက်ကြာလာတာတော့တည်တဲ့သူတွေရဲ့အိမ်ကိုဆိုင်ရှင်က မဆက်သွယ်သေးပါဘူးနိုင်ငံသားခီးစဉ်ထွက်နေရဆိုပြီးတော့ပြောတာပါပဲမလင်လှုပ်တဲ့အချိန်မှာဆိုင်တကပိတ်ချခံလိုက်ရတော့တိုက်ပြိုတဲ့အထဲကိုအကုန်လုံးပါသွားတာပါရွှေတွေကိုပဲအရယူထုတ်တယ်လို့တည်ထားပါတယ်လို့ဒေသခံတူကပြောပါတယ်တေဆုံးသူတွေဟာမြို့သမီးဝန်ထမ်း၈ဦးလူသား၂ဦးတို့ပါဝင်ပြီးကိုဝင်ဆောင်မြို့သမီး၂ဦးလည်းတေဆုံးခဲ့ပြီးတော့ရွှေဆိုင်ပန်းရှင်ဟာမလင်လှုပ်ခတ်ပြီးတဲ့နောက်မှာတော့ လုံခြုံရေးအပြစ်ချပြီးတော့ယန္နာများကိုရှာဖွေမှုပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်။တေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုမိသားစုတွေကပတိန်ကနေနေပြီးတော့တက်ပြီးတော့တွားရောက်ရှာဖွေခဲ့ရပြီးပတိန်ကိုပြန်လည်တေဆောင်ခွင့်မရတဲ့အတွက်နေပြီးတော့မှပဲတေဆင်းယူပြီးတော့ကြိုခဲ့ရကြောင်းလည်းသိရပါတယ်။